ဂျင်ကစားတဲ့သူတွေအများစု မားလေးရှိတဲ့အမားတဲသေးလေးတခုဒါပေမဲ့ပြေနိုင်လို့ရှိရင်ဂျင်ကစားတဲ့အချိန်မှာအကျိုးသက်ရောက်မှုများတဲ့အတွေ့2025လက်ဆောင်အနေနဲ့ထားခဲ့ခြင်းဖြစ်ပါတယ်ကျွန်တော်လက်ထဲမှာ အလေးတစ်ပြားရှိတယ်ဒီလေးကို ကျွန်တော်ကျမ်းမြေကိုပြစ်ချလိုက်တယ် drop the weight လို့ english လို့ခေါ်တာပေါ့เนาะဒါဒီကျွန်တော်တို့ကစားနေကြပုံစံအမားတဲတဲလေးတစ်ခု ကျွန်တော်တို့ကစားနေတဲ့ပုံစံက လက်ထဲမှာရှိတဲ့အလေးကိုကျွန်တော်ဖြည်းဖြည်းချင်းကျမ်းမြင်ကိုနှိမ့်ချလိုက်တယ်ဒါသည် lowering the weight လို့ခေါ်တယ်မျက်စိထဲမှာမြင်အောင်ပြရမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ squat ထိုင်နေဆိုပါစို့ဒါသည် drop the weight ပုံစံမျိုးကိုကျွန်တော်တို့ကစားတာမြန်မြန်ဆန်ဆန်ကစားတဲ့အတွက် injury ရနိုင်ခြေရှိသလို muscle ကိုမညစ်မိဘူးကျွန်တော်တို့ကစားတဲ့ပုံစံက squat ထိုင်ခါနေမှာ muscle ကိုညှင့်ပြီးတော့ mind muscle connection နဲ့တည်တည်ကြကြညှင့်ပြီးတော့ကစားမယ်ဆိုလို့ရှင်တော့ injury လေးကင်းနိုင်တယ်လို့ကိုလိုချင်တဲ့ muscle ကိုရအောင် transform မြဲမြဲဆက်ဆက်ရအောင် ကစားလို့ရတဲ့ကစားနည်းဖြစ်တဲ့အတွက်2025လက်ဆောင်အနေနဲ့ coaching tips အနေနဲ့ sharing လုပ်ပေးခြင်းမှာအတုံးဝင်တဲ့အတုံးတည့်တဲ့ဆိုလို့ရှင်တော့ like and share ထပ်လုပ်ပေးလို့ရပါတယ် cheers